အားလုံးမင်္ဂလာပါရှင်။ကျမတို့ဒေါက်တာဒေါ်ဝင်းမြင့်ဖြစ်ပါတယ်။အားရဆိုင်ရာအထူးကုဆရာဝန်ဖြစ်ပါတယ်ရှင်။ကျမတို့ဒီဗီဒီယိုဒီထဲမှာတော့တသမီမီလို့တွေပေါ့နော်။စားလို့ရတဲ့ဥဒုံခောက်ဆွဲတိအကြောင်းကိုပြောပြသွားမှာဖြစ်ပါတယ်ရှင်။အဲ့တော့ဥဒုံခောက်ဆွဲဆိုတာပေါ့နော်။အခုနောက်ပိုင်းမှာတော့တသမီမီလို့တွေပေါ့နော်။ကိုယ်တိုင်းလေးကင်ပြီးတော့မှလည်းစားကြတယ်။နောက်တော့မှမေမေကြီးကလည်းပေါ့နော်။တော်တော်များများလည်းအခုဆိုလို့ရှင်ချက်ပြီးကြွေးကြတာရှိကြပါတယ်။အဲ့တော့ပေါ့နော်။တချို့ကလည်းမေးကြတယ်ဥဒုံဆိုတာဘာလဲပေါ့နော်။အဲ့တော့ဒီဥဒုံခောက်ဆွဲကတော့ပြောမယ်ဆိုလို့ရှင် တော့ဒါပေါ့အများသောအဖြစ်ကတော့ဂျပန်စကလုံးကနေပြီးတော့မှလာတယ်ပေါ့တချို့ကလည်းဒါတိရုပ်စကလုံးကနေလာတယ်လို့တော့ပြောကြပါတယ်အဲ့တော့ကျမတို့တွေအနေနဲ့ကတော့အလွယ်ဆုံးမှတ်မယ်ဆိုရင်တော့သူကအလုံးကြီးတယ်ပေါ့နော်အလုံးကြီးပြီးတော့မှပျော့ပြောင်းနေပေါ့နော်အဲ့ဒါကြောင့်မို့ကျမတို့ကဥဒုံခောက်ဆွဲစားမယ်ဆိုရင်ပျော့ပျော့ပြောင်းပြောင်းအလုံးကြီးကြီးပေါ့နော်ဒါလေးဆိုအလွယ်လေးမှတ်လို့ရပါတယ်ရှင်အဲ့တော့ကျမတို့တကယ်ကိုပဲအရင်တော့ကတော့ဥဒုံခောက်ဆွဲတွေကများသောအဖြစ်ဆန်ပေါ့နော်ဆန်ကနေပြီးတော့မှကျမတို့ဒီခောက်ဆွဲလေးတွေကိုလောက်ကြတာရှိပါတယ်အခုနောက်ပိုင်းမှာတော့ကျမတို့ဒါကလေးလေးတွေ စားဖို့အတွက်ဆိုရွှေမှာဒါ formula လေးတွေနဲ့ထုတ်လုပ်ကြတယ်ပေါ့တချို့ကလည်းကျမတို့ဒါ hindi hin ရွက်တွေနဲ့ပေါ့နော်ဥပမာဆိုရှင် hindu နွယ်နဲ့လောက်တာမျိုးတို့ခန်းချင်သီးနဲ့ပြုလုပ်တာမျိုးတို့ဒီလိုဥဒုံခောက်ဆွဲလေးတွေကလည်းအများကြီးရောက်ရှိလာတာဖြစ်ပါတယ်အဲ့တော့ပေါ့နော်မေမေကကျမတို့မိကြတယ်ဒီဥဒုံခောက်ဆွဲရရောဆရာမကြီးဘယ်ချိန်မှာစားလို့ရတယ်လဲပေါ့နော်အဲ့တော့များသောအားဖြင့်ကတော့ကျမတို့တွေကခောက်ဆွဲဆိုလို့ရှင်တော့ဒါကိုလာပေါ့နော်ကျမနေနေကတော့ဥပမာ baby ခောက်ဆွဲတွေပဲကြွကြွပေါ့နော်ဥဒုံခောက်ဆွဲပဲကြွကြွကျမတို့ကိုလာမှာတော့စပြီးတော့မှကြွပါတယ်ရှင်အဲ့တော့ဒီ ဥဒုံခောက်ဆွဲကတော့သူကတဘာဝခောက်ဆွဲဆိုတော့သူများနဲ့စာရင်တော့နည်းနည်းလေး ပြုတ်ရတာကြာတာပေါ့နော်အဲ့မှာဆိုလို့ရှိရင်တော့သူက instant နေရတော့မြန်တယ်ဥဒုံခောက်ဆွဲလူမျိုးကြတော့ကျမတို့ဒါရေနွေးထဲမှာထည့်ပြီးတော့မှဒါမှမဟုတ်ရေထဲမှာပဲထည့်ပြီးတော့မှပြုတ်လိုက်တယ်နော်ပြုတ်လိုက်ပြီးတဲ့အခါကျမှသူကပြော့သွားပြီဆိုရင်တော့ဒါညာသွားပြင်ကျမတို့တွေကတော့ဥဒုံခောက်ဆွဲလေးကိုကက်ကြီးလေးနဲ့ဆက်ဆက်ချင်းကျွေးတယ်ဆိုတော့နည်းနည်းလေးညက်လိုက်နော်ညက်လိုက်ပြီးတော့မှကျမတို့ကချက်စွတ်ပြုတ်ပေါ့နော်ဥပမာဆိုရှင်ချက်သားအောင်လေကျမတို့ကချက်သွန်ဖြူတစ်လုံးနဲ့ပြုတ်လိုက်မယ်ပြုတ်ပြီးလို့ရှင်ကျမတို့ကဘလန်ဒါလေးနဲ့ကြိတ်လိုက်ကြိတ်လိုက်တဲ့အခါမှာဆိုရှင်ထွက်လာတဲ့အရေလေးကကျမတို့ချက်ပြုတ်ရည်မဟုတ်ဘူးပေါ့နော် င်မတို့ကျက်စပြုတ်ဆိုတာအသားတက်လဲပါပါတယ်အဲ့တော့ဒီလိုအသားတက်လဲပါတဲ့ဟာကိုဒီလိုခောက်ဆွဲလေးနဲ့ကျွေးတယ်ဆိုရှင်ကုလားဒီမှာဆိုရှင်တော်တော်လေးဒါစားကြတာကိုလည်းတွေ့ရပါတယ်နောက်ဒါကတော့ကျမတို့ဒါရုပ်စားပေါ့ TW နဲ့ကျွေးတာပေါ့နော်ခွန်ပြီးတော့မှကျွေးတဲ့ခါမှရှိတယ်တချို့ကလေးလေးတွေကြကြတော့လေကိုယ်တိုင်ကင်ပြီးတော့မှစားရတော့ဥဒုံခောက်ဆွဲရဲ့အာသာချက်တစ်ခုကဘာလဲဆိုလို့ရှိရင်ကျမတို့ကင်လို့ရနော်သူကနည်းနည်းလေးအတော်လုံးကြီးတဲ့ခါကျတော့ဥပမာဆိုရှင်ကင်ပြီးတော့မှစားတဲ့ခောက်ဆွဲမျိုးဆိုလို့ရှိရင်သူကကင်ပြီးတော့မှကလေးတွေကပါဇက်တွေထည့်လိုက်တယ်နောက်တစ်ခုက တော့ဗာလဲဆိုရှင် तू ကဝါလို့ရနော်အဲကြတော့ကလေးလေးတွေကဒါဝါတဲ့အရသာလေးတွေကိုကြိုက်တယ်ဆိုပြီးတော့မှညာတော့အဖြစ်တော့ဒီခောက်ဆွဲတွေကိုစားကြတာတွေ့ရပါတယ်အဲ့တော့ဒါကတော့ကိုခောက်ဆွဲဆိုရင်တော့ကျမကတော့ဘောနော်ညာတော့အဖြစ်တော့သူကတော့၈လထက်လို့ရေးပေးမယ်လေကျမကတော့၉လနော်၉လဆိုရှင်တော့ကောင်းကောင်းလေးလေးစားတက်နေပါပြီအဲ့တော့ဥပမာဆိုရင်တော့ဒါကျက်စပြုတ်လေးနဲ့အရင်ဆုံးကျွေးတက်ပါတယ်ပြီးတော့မှကျမတို့ဒါလေးကိုဘောနော်အတုပ်လေးလို့ကျွေးချင်တယ်ဆိုရင်တော့၁၀လလောက်ပေါ့နော်၁၀လလောက်ရောက်သွားပြီဆိုရင်တော့ကျမတို့ကိုယ်တိုင်ကလည်းဒီအသားတွေငါးတွေကိုကျမတို့ကကြော်လို့ရ နော်ဥပမာဆိုရှင်ကြက်တုံဖြူကြက်တုံညီလေးနဲ့အသားငါးကိုတက်တောက်ဆင်းလိုက်တယ်တက်တောက်ဆင်းလိုက်ပြီးလို့ရှိရင်သူကကြော်တယ်ပေါ့နော်ကြော်ပြီးပြီဆိုလို့ရှိရင်အဲ့ဒီဥစ္စာလေးနဲ့ခောက်ဆွဲလေးနဲ့တုတ်တလို့လုပ်ပြီးတော့မှ cheese လေးပေါ့နော် cheese အမုံလေးပဲထည့်ထည့် cheese ခဲလေးပဲထည့်ထည့်အဲ့ဒါညူလေးနဲ့တခါတည်းတုတ်ပြီးတော့ကျွေးရယ်ဆိုရှင်လည်းဒါကလေးတော်တော်များများစားကြပါတယ်နော်အဲ့လိုမျိုးလေးစားတယ်ဆိုလည်းရတယ်ပေါ့အဲ့တော့ဒီမှာတော့ဥဒုံခောက်ဆွဲရဲ့အားသာချက်လေးတွေကတော့အခုပြောသလိုပေါ့ခောက်ဆွဲလေးတွေကိုစိုက်ပြီးတော့မှကျွေးထားတယ်ဆိုရှင်ကလေးလေးတွေကမနင်တော့ဘူးသူတို့စားတတ်တယ်နော်ဒါပေမဲ့ကျမတို့ဆက်ဆက် ချင်းကျွီးကျွီးချင်းခါစမှာဆိုရင်တော့ပြုတ်ပြုတ်ပြီးလို့ရှင်ကျမတို့ဘာလုပ်ရလဲဆိုရှင်ကကြီလေးနဲ့နည်းနည်းလေးတသေးလေးတော့ပြန်ညက်ပေးလိုက်ပါအကယ်၍သူကဆက်ဆက်ချင်းစားစားဆိုတော့ off off လို့တော့ဖြစ်တတ်တယ်နော်အဲ့လိုဖြစ်တယ်ဆိုရှင်ကျမတို့ကချက်စပြုတ်ရည်လေးတိုက်ရင်တိုက်လိုက်မယ်ဒါမှမဟုတ်လို့ရှင်ကျမတို့ရည်လေးတိုက်လိုက်တယ်ဆိုသူတို့ဒါစပြီးတော့မှကျင့်ပေးတဲ့သဘောပေါ့6လလောက်ဆိုရှင်ကျမတို့ကောင်းကောင်းလေးစတတ်သွားပြီအဲ့ဒီကနေပြီးတော့မှတဆင့်ကျမတို့10လလောက်ရောက်သွားပြီဆိုတော့ဒါအတုပ်လိုပဲဆက်ဆားနော်နောက်ပြီးတော့မှစာလေးချက်စပြုတ်လေးနဲ့ပဲတောက်တောက်ပေါ့နော်ဒီလိုမျိုးလေးတွေကျမတို့ကစားလို့ရတော့အဲ့လို ုတချို့ကလေးလေးတွေကကြတော့ဥပမာထမင်းမစားတဲ့ကလေးပေါ့ဒါကလေးကြတော့လေပုံမှန်အားဖြင့်ဆိုလို့ရှင်တော့ဒါကလေးလေးတွေစားတယ်ကိုလ10လလောက်ထိကတော့ကောင်းကောင်းစားတယ်တချို့ကလေးတွေကကြတော့10လကျော်တယ်တစ်နှစ်လောက်ဆိုရှင်သူကထမင်းစားဖို့ရအရန်ညင်းဆိုတယ်နော်အရန်ညင်းဆိုတဲ့ကလေးတွေမျိုးမှဆိုလေမိမိတို့စိတ်မညစ်ပါနဲ့ကျမတို့ကခောက်ဆွဲပြောင်းကျွေးပါတယ်နော်ဒါကြောင့်မို့တစ်နှစ်ကျော်တဲ့ကလေးတွေမှာထမင်းမစားဘူးထမင်းမစားဘူးဆိုမိမိကပြောလို့ရှိတယ်အဲ့တော့ဒီလိုလူတွေကိုကျမတို့အကြံပေးချင်တာထမင်းမစားရင်လည်းနေပါစေကျမတို့ကတော့ကာချာအရာဆိုတော့ထမင်းစားတာဦးစားပေးတယ် ာပေါ့အဲ့တော့ထမင်းမစားဘူးဆိုရှင်ထမင်းသုံးစွန်းစားမဲ့အစားခောက်ဆွဲသုံးစွန်းစားတယ်ဆိုလည်းအတူတူပါပဲလို့เนาะအဲ့တော့ပြောချင်တာကတော့ဘာလဲဆိုရှင်တော့ဒါကာဘိုဟိုက်ဒရိတ်အမျိုးအစားတွေပါပဲเนาะအဲ့တော့ဥပမာဆန်ဆိုလို့ရှင်တော့ကျမတို့ကဆန်ကလုပ်တယ်ပေါ့ဂျုံဆိုလို့ရှင်တော့ဂျုံကလုပ်တယ်ပေါ့ဒါလေးတွေကတော့ကျမတို့ကွာခြားချက်ရှိတာပေါ့ဒါကြောင့်မို့မိမိတွေအနေနဲ့ကထမင်းမစားရင်ခောက်ဆွဲပဲကြောင်ကျွေးပါဒါကျမတို့ဘာမှပြဿနာမရှိပါဘူးအကယ်၍အဲ့ဥဒုံခောက်ဆွဲမှမဟုတ်ဘူးဒါအောင်မစားလို့ကြာဆန်စားတယ်ဆိုလည်းကျမတို့လက်ခံပါတယ်เนาะပေါင်ပေါင်စားတယ်ဆိုရှင်လည်းကျမတို့လက်ခံပါတယ်လို့เนาะအဲ့တော့ ော့ခောက်ဆွဲရဲ့ကောင်းကျိုးလေးတွေကတော့အခုပြောဆိုလို့ပေါ့နော်ဒါလေးတွေကဝါလို့ရတဲ့အတွက်ကြောင့်မလို့ကလေးလေးတွေကကျေနပ်တာတွေနော်နောက်တော့မှအမြင်တွေကိုသူကနေစပြီးတော့မှစားတတ်တာတွေပေါ့ဒါလေးတွေကကျမတို့ကြင့်ပြီးမှပဲရပါတယ်နော်အဲကြောင့်မို့တချို့ကျမတို့ရှမ်းပြည်ကလူတွေဆိုတော့ဒါအမြင်သိကြိုက်တယ်ပေါ့ဒါအဓိကပါလေဆိုငငယ်လေးကလေးကဒီခောက်ဆွဲလို့ကြာစံလို့နဲ့စပြီးတော့မှကြင့်ပြီးလာတယ်ဆိုတော့ဒါကောင်းကောင်းလေးလဲစားတတ်သွားတာပေါ့နော်အဲဒါလိုမျိုးတွေအတွက်စားလို့ရပါတယ်အဲတော့တခုပဲပေါ့တော့ဥမာဆိုလို့ရှိရင်တော့တချို့တော့ခောက်ဆွဲတွေပေါ့ဥုံခောက်ဆွဲမှမဟုတ်ပါဘူးအဲ့တော့တခုလေးက ာတော့ကလေးတွေမှာကတော့ကျမတို့ခုပြောသလို immune system ကတော့ကျမတို့တဖြည်းဖြည်းတဖြည်းဖြည်းတိုးတက်အောင်ပေါ့ day by day သူကသွားပါတယ်เนาะအဲ့လို day by day သွားတဲ့ခါမှာတချို့ကလေးလေးတွေမှာတော့ immune system နည်းနည်းကျတာတွေရှိတယ်နောက်တစ်ခုကကျတော့ကျမတို့မတည့်တာတွေပေါ့เนาะအဲ့တော့ကျမတို့ဂျုံနဲ့လှုပ်ထားတဲ့ပစ္စည်းတွေမှာတော့ gluten ဆိုတာရှိပါတယ်เนาะအဲ့တော့ gluten နဲ့မတည့်တဲ့သူတွေမှာမျိုးဆိုလို့ရှိရင်တော့ဒီလိုခောက်ဆွဲတွေစားပြီးတော့အပုအပိတ်တွေပောက်တယ်ဆိုရင်တော့ဒါလေးကတော့မတည့်ဘူးဆိုတာလေးတော့သိစေချင်ပါတယ်ဒါမျိုးဆိုလို့ရှိရင်တော့ကျမတို့ကဥပမာ citrine လေးချက်ချင်းတိုက်လိုက်တာမျိုး လို့เนาะဆရာဝန်တခုခုတရရောက်ကိုအမြန်ဆုံးသွားပြပြီးတော့မှအကူအညီတောင်းတာမျိုးပြုလုပ်ပေးပါလို့เนาะအဲ့တော့အစားအစာတွေအားလုံးမှာကတော့ကျမတို့100%လို့တော့မပြောပါဘူးတချို့တွေမှာတဲ့တာရှိသလိုတချို့တွေမှာတော့မတဲ့တာလည်းရှိတတ်ပါဒါကြောင့်မလို့မိမိတွေအနေနဲ့ကတော့ကျမတို့ကတော့ထမင်းမစားဘူးဆိုလို့ရှိရင်လည်းခောက်ဆွဲအစားထိုးလို့စားလို့ရပါတယ်ဆိုတဲ့အကြောင်းလေးတော့ပြောပြချင်ပါတယ်ရှင်အားလုံးလည်းကျေးဇူးတင်ပါတယ်ရှင်